မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ16ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုအစည်းအဝေးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကမြို့လိုက်ရသွင်းခဲ့တဲ့မှတ်သားဝယ်ရာမွေးရည်ချိန်များမှာတက်ကပြည်မြို့မှာ8.35လက်မမူးတုံမြို့မှာ9.59ကုလက်မချောင်းစုံမြို့မှာ9.1လက်မ ဟိုင်းကြီးချင်းမြို့မှာ၄တသမ53လမကလေးမြို့မှာ၄တသမ55လမရင်းမြို့မှာ၄တသမ7ခွန်လမစစ်တွေမြို့မှာ၄တသမ36လမကြိုင်မျိုးမြို့မှာ3တသမ31လမကိုကိုကျွန်းမြို့မှာ2တသမ8ခွန်လမနဲ့ညောင်လေးပင်မြို့မှာ2တသမ63လမတို့တိုင်းထွာရရှိခဲ့ပါတယ်။ဇွန်လရဲ့မွေးချိန်စံချိန်တင်ပြအနေနဲ့ကတော့ ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရစိုက်ခမီမြို့မှာ232မီလီမီတာ8.35လက်မဖြစ်ပြီးရခိုင်စံချိန်ရောက်မှာ210မီလီမီတာ8.1ခွလက်မဖြစ်က2024ခုနှစ်ဇွန်လ9ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။ကလေးမြို့မှာလည်း133မီလီမီတာ4.45လက်မဖြစ်ပြီးရခိုင်စံချိန်ရောက်မှာ 113မီလီမီတာ၄.၃လက်မဖြစ်က2003ခုနှစ်ဇွန်လ၄ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေလဲတနအိခွဲချိန်မူလီဝဇာဂျိုရူမာဖမ်းရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရူမာတိတ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမူးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မူးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သည့်တမတိတ်ထူထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူမြင်းများပုံစံအရမြို့ဝကျွန်းပေါ်နဲ့ရခိုင်ကမ်းရိုးတလျှောက်တို့မှာ မုတ်တုံလေးအားကောင်းရမှာအားလွန်ကောင်းနေပါတယ်။ဘင်္ဂလားပြည်လေအခြေအနေမှာကပ်ပလီပြည်လေပြည်မြောက်ပိုင်းဘင်္ဂလားပြည်လေအမြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့မှာမုတ်တုံလေးအားကောင်းရမှာအားလွန်ကောင်းနေပြီးကပ်ပလီပြည်လေပြည်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပြည်လေတို့မှာမုတ်တုံလေးအားကောင်းနေပါတယ်။မြမပြည်လေပြည်မှာမြမကံရွေးတဲ့တချောင်းနဲ့ကမ်းလွေပြည်လေပြည်တို့မှာရံဖန်ရံခါမိုးသက်လေးပြည်များကြောက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။ ိုးသက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနာယီကို35မိုင်အထိတက်ခိုင်နိုင်ပါတယ်။လိုင်းမြမမြမကံရတဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ်။မနေ့ပြမနေ့အထိခမ်းမန်းချက်များအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာကျကျမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှေ့ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်၊နေပြည်တော်ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီဒေသကြီး ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်၍မူကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ဤတော်ရအတွက်မနှက်ပြမနှက်အထိမိုးလေဝသချင်းဒီခမ်းမန်းချက်မှာနေရောက်ကကြောင်းမိုးထချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ32ဒီဂရီဆက်စီယက်60ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတော်ရအတွက်မနှက်ပြမနှက်အထိမိုးလေဝသချင်းဒီခမ်းမန်းချက်မှာမိုးအတင်းတင်းထချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ 32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ဝက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသခြင်းနှင့်ခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ 29ဒီဂရီဆယ်စီယပ်81ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလနဲ့နှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ ကိုစိတ်တပြားကျမ်းမာချမ်းသာကြပါစေရှင်